ရန်ကုန်မြို့လည်းကောင်မဘဲတမ်းမြို့နယ်ရှိတိတ်ဆိန်ရွှေဆိုင်ဓမြတိုက်ခိုင်ရာရွှေတယ်ညပြစွာပါသွားဟုဆိုစူပါဂျာမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်မှာဆိုလို့ရှိရင်တော့မလ23ရက်နေ့ဒီကနေ့မနက်ပိုင်းအချိန်မှာပဲရန်ကုန်မြို့လည်းကောင်မှာရှိတဲ့ဘဘဲတမ်းမြို့နယ်တိတ်ဆိန်ရွှေဆိုင်မှာဓမြတိုက်ခံခဲ့ရတယ်ဆိုပြီးတော့လေသတင်းဖော်ပြမှုတွေကသိရှိရပြီးတော့ကနေဦးသတင်းဖော်ပြမှုတွေထဲမှာတော့ရွှေတယ်များပြားစွာပါရှိသွားကြောင်းသိရှိရတာပါ ။ဟုတ်ကဲ့ပါ။ရန်ကုန်မြို့လည်းကောင်းဘဘဲနဲ့မြို့နယ်မဟာဗန္နူလာလမ်းပေါ်ရွှေဘုံနာလမ်းနဲ့28လမ်းကြားမှာရှိတဲ့တိတ်ချိန်ရွှေဆိုင်တမျှတိုက်ခိုက်ရပြီးတော့ရွှေတွေပစ္စည်းများစွာပါသွားကြောင်းကိုလည်းရန်ကုန်တိုင်းရွှေကုန်တယ်များအတင်းကနေပြီးတော့ဒီကနေ့မနက်ပိုင်းရက်စွဲနဲ့ပဲထုတ်ပြန်ကြေညာမှုတွေရှိခဲ့ပြီးတော့ဒီနေ့မလ23ရက်နနက်8:45မိနစ်ဝန်းကျင်အချိန်ဗပဲတမျိုးနဲ့မဟာဗန္နူလာလမ်းပေါ်ရှိရွှေဘုံသာလမ်းနဲ့28လမ်းကြားအမှတ်900ခု909အခန်းခွနဲ့မှာဖွင့်လှစ်ထားခဲ့တဲ့ တိတ်ရှင်ရွှေဆိုင်ကိုလူတချို့ကဝင်ရောက်ပြီးတော့ရွှေဆိုင်ဝင်တန်းတွေကိုတနက်ဖြစ်ချိန်ကဓမြတိုက်ခေရာမှာရွှေတဲ့အချို့ပါသွားခဲ့ပြီးတော့ရင်းအမှုနဲ့ပတ်သက်ပြီးတော့ရင်းနဲ့စစ်တပ်များကစစ်ဆေးမှုတွေရှိနေကြောင်းကိုလည်းသိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဆိုပါဒေသခံပြည်သူများအနေနဲ့ကတော့ဓမြတိုက်ခေရာမှာမှန်ပါတယ်ရွှေတဲ့အချို့ပါသွားတယ်ဘလောက်ပါသွားလဲဆိုတာကိုတော့အခုချိန်ထိတိတိကျကျမသိရသေးပါဘူး။စိုင်းပိုင်ရှင်ကတော့အမှုခင်းနဲ့ပတ်သက်ပြီးတော့လိုက်လံဆောင်ရွက်နေတဲ့ဖြစ်ကြောင်းကိုလည်းပြောဆိုနေကြပြီးတော့ရွှေဆိုင်နဲ့နှီးစပ်တဲ့ ရန်ကုန်ရွှေကုန်းတဲ့အတင်းကနေပြီးတော့လဲအခုဓမြမှုနဲ့ပတ်သက်ပြီးတော့မှန်ကန်ကြောင်းကိုလည်းတည်ပြပြောကြားထားတာလည်းဖြစ်ပါတယ်။အခုဖြစ်စင်မှာတော့ရန်ကုန်တိုင်းပပဲတန်း29လမ်းမှာနေထိုင်ခဲ့သူဒေသခံတဦးအနေနဲ့ရွှေဆိုင်အနေနဲ့ဓမြတိုက်ခံပြီးသွားတော့မှအများပြည်သူတွေကသိရှိခဲ့ကြရင်ဖြစ်ပြီးတော့နနက်စောစောအချိန်မှာရုတ်တရက်ဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့ဓမြလေးဦးအနေနဲ့လာရောက်ဝင်တိုက်သွားတာဆိုပြီးတော့လဲပြောခဲ့ကြောင်းနဲ့ တိုက်သွားတဲ့အချိန်မှာလုံးဝမထိခဲ့ဘူး။ဓမြတိုက်ခံရပြီးတော့မှတိရှိခဲ့ရတာဖြစ်ကြောင်းကိုလည်း26လမ်းမှာနေထိုင်သူပြည်သူတို့အနေနဲ့ရှင်းလင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ခုချိန်မှာဆိုလို့ရှိရင်တော့ရန်ကုန်မြို့ကန်များရဲ့ပြောဆိုမှုတွေအရရန်ကုန်မြို့ပြမှာပြီးခဲ့တဲ့ရက်ပိုင်းကလည်းရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကိုပြန်ပေးဆွဲခေါ်ဆောင်သွားပြီးတော့ပြန်ပေးဆွဲသူတွေအနေနဲ့ရွှေနပိတ်တာကျော်ကိုလည်းယူဆောင်သွားခဲ့ကြောင်းကိုသိရှိရပြီးတော့တစ်ဆက်ထဲမှာပဲအခုရက်ပိုင်းအတွင်းမှာရန်ကုန်မြို့လေကောင်မှာဖွင့်ထားခဲ့တဲ့ တိတ်ရှင်ရေဒနာရွှေဆိုင်ကိုဓမြတိုက်ခိုက်ရတဲ့ဖြစ်စဉ်တွေကဇက်တိုက်ဆိုလို ဖြစ်ပေါ်လာခဲ့ကြောင်းနဲ့လွန်ခဲ့တဲ့လပိုင်းတွေလောက်ကမန္တလေးမြို့ကြီးမှာပဲအခုလိုမျိုးဓမြမှုတွေကရှိခဲ့တာအခုချိန်မှာတော့ရန်ကုန်လိုမျိုးလူသားလူလာအတော်ကိုများတဲ့မြို့လေကောင်းမှာပါဓမြမှုတွေကပိုပေါ်လာခဲ့ပြီဆိုပြီးတော့လေမြို့ခံပြည်သူများအနေနဲ့စိုးရင်တကြီးနဲ့ပြောဆိုမှုတွေလည်းရှိတယ်လို့အခုချိန်မှာဆိုလို့ရှိရင်တော့အများပြည်သူများအတွက်တတိကြီးကြီးထားရမယ့်အချိန်ကာလတစ်ခုလည်းဖြစ်ကြောင်းကို ပြည်သူအချင်းချင်းမျှဝေသတိပေးမှုတွေကလည်းရှိလိုနေပြီလေဖြစ်ပါတယ်။ဒါကြောင့်မလို့အခုကြောင်းရကိစ္စလေးကိုတော့ကျွန်တော်စူပါကျော်မီဒီယာပရိသတ်ကြီးတို့လည်းသိရှိသတိထားနိုင်စေရန်လို့ငါတင်ဆက်ပေးလိုက်ခြင်းဖြစ်ပြီးတော့ပရိသတ်ကြီးတို့အတွေ့အမြင်အထင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုဝေဖန်ရေးပေးသွားနိုင်ပါတယ်။ကြည့်ရှုအားပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ။နောက်တဲ့ဗီဒီယိုမှာအဲ့ဒါသတင်းကြောင်းတစ်ခုနဲ့တကွပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့